လုပ်တဲ့စကားပြောပေးအားလုပ်တဲ့စကားပြောပေး Okay YouTube လည်းလွတ်ပါတယ် မိမကြီးကိုပေါတပါဗျာเนาะအခုဒါကျွန်တော်တို့မြန်မာတိုင်းကပါဆိုလို့ရှိရင်အာအခြေအနေတွေကတော့အတိတဲ့အတိုင်းပဲမြန်မာတိုင်းကကဒီဂါနစ်တာလုံးပါပေါ့เนาะဘာပေါ့ဒါကျွန်တော်တို့တိုးတက်ပြောင်းလဲခြင်းဘာပေါ့ရှိပါဘူးတော့တော်ဆုပ်ယုပ်တဲ့အနေအထားမျိုးဒါကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကဖြတ်တန်းရပါတယ်နောက်တစ်ခုကျွန်တော်တို့ပြောပြမယ်အခု TikTok မှာလေအရန်ခက်စားနေတဲ့တခြင်းလေးတစ်ပုဒ်ရှိတယ် တစ်တော့မှာအရန်ခစ်စားနေတဲ့တခြင်းလေးတပုတ်ရှိတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်ပတ်ဆိုင်ကြီးတွေကင်ပြီးတော့မှာပတ်ဆိုင်ကြီးတွေကင်ပြီးတော့မှာအမေမွေးကလေးကငါကန်ကောင်းနေဆိုတဲ့တခြင်းလေးတွေနဲ့အခုတစ်တော့မှာတော်တော်လေးလောက်ကြတယ်အဲ့ဒါချင်းပါเนาะအဲ့ဒါချင်းပါเนาะအမေမွေးကလေးကငါကန်ကောင်းတယ်ဆိုတော့ကပတ်ဆိုင်ကြီးတွေတရားပလားဒီလို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 အထုပ်တွေတဲ့စော့ကြတယ်လေတစ်တော့စော့တာအဲ့ဒါအင်မတန်ကိုချင်းပါလို့ပြောချင်တယ်เนาะအော်တီးတဲ့လူလည်းရှိပဲမတီးတဲ့လူလည်းရှိပဲ ဒါကျွန်တော်အတွေးခေါ်တဲတဲလေးတစ်ချက်ဖွင့်ပြပါမယ်။နော်ခစ်က digital payback ခစ်ကိုသွားတာပါခဗျာ။နော် digital payback ခစ်ကျွန်တော်တို့ဒီပတ်ဆက်ကိုလောက်သေးပါပကိုင်ပဲတဲ့သုံးလာတာဒီအခုဆိုလို့ရှိရင်ကျွန်တော်တို့9နှစ်တောင်ကြော်နေပြီเนาะ10နှစ်ထဲတောင်ဝင်နေတာကြာပါပြီကျွန်တော်တို့ဆိုဒီရလာပြောဟဲ့အခုဒီအချိန်ပါဗောတော့အခုလိုမျိုးတိုင်ကြီးဖြစ်နေတဲ့အချိန်ပါအမေပွေးကြတဲ့အခါကဲကောင်းတယ်ဆိုပြီးပတ်ဆက်တွေကြိုက်ပြနေတဲ့လူတွေကတကယ်ဆိုလို့ရှိရင်အဲ့ဒါတွေဒီ အတွေးခေါ်တယ်တပည့်တယ်လို့ဒါကျွန်တော်တို့သုံးသပ်ပြစေနော်ဘာဖြစ်ဆိုအချာဘက်စစ်ကောင်စီရဲ့လက်ထက်ပါမြန်မာနိုင်ငံမှာရှိနေတဲ့ဗဟုဘဏ်ပေါ့နော်မြန်မာနိုင်ငံမှာရှိနေတဲ့ဗဟုဘဏ်ကကဘာဘဏ်နဲ့တော့အခြေဆံမရှိဘူးတေချာတာတော့ပဲနော်တေချာတာတော့ပဲနော်အချာဘက်စစ်ကောင်စီရဲ့လက်ထက်ပါမြန်မာနိုင်ငံမှာရှိနေတဲ့ဗဟုဘဏ်ဒီကဘာဘဏ်ရဲ့အခြေဆံလောကမရှိဘူးနော်မြဘကွေကြီးကဈေးကြတယ် နော်မြမကွေကြီးကဈေးကြတယ်အဲ့တခုတိထားပဲပြီးတော့ဒီအဲဒီကမ္ဘာကုတ်သွယ်ကြီးပြအသေးနဲ့လည်းအချိန်အဆက်မရှိဘူးနော်အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းတဲ့အချိန်မှာမြမနိုင်ငံရဲ့အခြေအနေတွေကိုသိဖို့အတွက်ပြောပြတာပါနော်အဲ့တော့မြမနိုင်ငံမှာဘယ်လိုပုံစံ live ပဲသွားလဲဆိုတဲ့အခါကြလို့ရှိရဲ့ဒီဒီမောင်ကိုဈေးွက်တွေသွားပါတယ်နော်မောင်ကိုဟိုဟာတွေပဲသွားတယ်ပေါ့နော်မောင်ကိုလုပ်ငန်းတွေမောင်ကိုဈေးွက်တွေတော်တော်များများအဲ့ဒီအရာနဲ့ပဲ ကျင်လည်ပြီးတော့မှကြက်စားပြီးတော့မှကျွန်တော်တို့ဒီ9နှစ်တာကာလကိုဖြတ်တန်းရတာဖြစ်ပါတယ်နော်အဲဒါကြောင့်မလို့ဒီလိုနိုင်ငံရေးခစ်ပြတ်နေတဲ့အချိန်မှာအမေမွေးကလေးကငါကန်ကောင်းနေတော့မလုံနဲ့အဲ့ဒါအင်မတန်ရှက်စရာကောင်းတယ်နော်အဲအင်မတန်ရှက်စရာကောင်းတယ်လို့အင်မတန်လည်းဒါအောက်တန်းကြတယ်အမေမွေးကလေးကကန်ကောင်းနေဆိုတော့တချို့ဆော်ကားတာမဟုတ်အဆူတော်ဆော်ကားတာတော့မဟုတ်ပါဘူးဒါပေမဲ့ဆော့ကြတဲ့အခါမှာဒီ activity ကလွဲနေတယ်တော့ပတ်စာရေးကြီးလေ ပတ်ဆိုင်တွေကခင်ဗျားတို့ကြိုက်ထားတဲ့အဲ့ပတ်ဆက်တွေက black list တွေဖြစ်တယ်เนาะအကြပ်ဖက်စစ်ကောင်စီရဲ့လက်ထက်ပါကျောင်းမြမအငွေကြီးက black list ဖြစ်တယ်အဲ့ဒါလေးတည်းတရိထားစေချင်တယ်เนาะပြီးတော့အဲ့လိုမျိုးကြိုက်စရာဘာအကြောင်းပါမရှိဘူးဒီခက်ပါဒီခက်ပါအဲ့လိုပတ်ဆက်ကိုလေလက်ထဲပါအဲ့လိုမျိုးကြိုက်ကြိုက်စရာဘာအကြောင်းပါလဲမရှိပါဘူးနိုင်ငံရေးပတိရိတ်တဲ့အချိန်ပါเนาะကျောင်းမြမတိုက်ကအမှန်တိုင်းမြင်ဖို့အတွက်လိုအပ်ပါတယ်စီဝါကြီးလဲကြဆင်းပါတယ်เนาะလူမှုရေးလဲကြဆင်းပါတယ် ပညာရေးလည်းကြားဆင်ပါတယ်ဘာပေါင်းစုံကြားဆင်ပါတယ်လို့ပဲဒါကျွန်တော်ပြောပြချင်ပါတယ်เนาะပြောပါတိုင်ကရဲ့အခြေအနေတွေကိုအမှန်တိုင်းပဲမြင်ပါအမှန်တိုင်းပဲမြင်ပါနောက်တစ်ခုကအကြပတ်စစ်ကောက်စီမရောက်လာအခု तू ကရွေးကောက်ပွဲပေါ့เนาะရွေးကောက်ပွဲလုပ်ပဲဆိုပြပါအခုဒါကျွန်တော်သိရပါတယ်အဲ့ဒီရွေးကောက်ပွဲဒီလဲเนาะကလင်ကစင်ရွေးကောက်ပွဲပါပဲခဗျာကလေးကစီရွေးကောက်ပွဲပဲသူကသွားပဲ။ဘာဖြစ်လို့လဲဆိုတော့အခုအကြပ်ဘက်စစ်ကောက်စီ သူအာနာသိတဲ့ချိန်မှာတိုက်ခဲ့တော့စီဘတ်ကောင်စီဆိုတာဖွဲ့ပါတယ်ခဗျာเนาะအဲ့တော့အဲ့ဒီတိုက်ခဲ့တော့စီဘတ်ကောင်စီအကြပ်ပတ်စစ်ကောင်စီဘေးအောင်လိုက်ဖွဲ့ထားတဲ့တိုက်ခဲ့တော့စီဘတ်ကောင်စီဆိုတာဒီပြည်သူလူထုရဲ့ထောက်ခံမှုကိုအပြည့်အဝရထားပြီးသူဖွဲ့ထားတာမဟုတ်ပါဘူး။ဒါဒီလို theory လေးတွေကိုအခြေခံလေးတွေကြောင့်သိရပဲเนาะ။ပြပတိုက်ခဲ့သူပြပတိုက်ခဲ့သားတွေအကုန်သိရပဲ။စီဝိုင်းတပိုင်းလည်းသိရပဲ။ပြည်ရိုင်းတပိုင်းလည်းသိရပဲ။ နော်ဘာပဲလုပ်လို့ဒီအကြောင်းတရားလေးတွေကိုအခြေခံကြကြအကုန်လုံးသိရပါပဲနော်အဲ့ဒီလိုမျိုးအခြေခံလေးတွေအပေါ်ပါပါကျွန်တော်တို့တွေဟာရှိလာပဲအနာဂတ်မှာဘာတွေဆက်ပြီးတော့မှကိုယ့်ရဲ့ဘဝမှာပြည့်စုံထားတယ်လဲဘာတွေလှုပ်ထားတယ်လဲဆိုတာဒါကျွန်တော်တို့ကလှုပ်ထားရပါအကြပ်စစ်ကောင်စီဘယ်ရောက်လာရဲ့အနေအထားတွေအခြေအနေတွေက तू ကသူ့ရဲ့အောက်ပါရှိနေတယ်တပ်ပရောသားတွေတော့ဘာ तू အကာအကွယ်လုံးဝမပေးတယ်ဒါအပ္ပတိုင်းပြောပြတာကြတဲ့သူဆိုပြီးပို့ဆိုးနော်သူကအကြပ်စစ်ကောင်စီဘယ်ရောက်လာရဲ့ အခြေအနေဘာကသူ့ရဲ့လက်အောက်ပါရှိနေတဲ့တပ်မတော်သားတွေကိုတော့သူကပကာကွယ်ပေးတတ်ဘူး။တော့ပကာကွယ်ပေးတတ်ဘူး။ဒါဟိုဟိုသူသူဒီ control မလုပ်တတ်ဘူး။အဲကြံတဲ့အပိုင်းဆိုရင်တော့ဝေးပါသေးတယ်လို့ဒါကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်။တော့ပြောပြချင်ပါတယ်။အဲ့တော့အဆဆအရရအကုန်လုံးကအထူးသတိရှိကြဖို့အတွက်အထူးလိုအပ်ပါတယ်ဆိုတဲ့အကြောင်းဒါကျွန်တော်ပြောပြချင်ပါတယ်။ โอเคပေးကလာပါအဲ့တော့ဟိုအကြပ်စစ်ကောင်စီကအခုသူတို့ဖွဲ့ထားတဲ့နိုင်ငံတော်စီမံကောင်စီဆိုတာကိုဒါကျွန်တော်ဆက်ပြောမယ်เนาะအကြပ်စစ်ကောင်စီကဖွဲ့ထားတဲ့အခုနိုင်ငံတော်စီမံကောင်စီဒီပြည်သူလူထုရဲ့တရားဝင်ရွေးကောက်ခံမှုတွေတက်လှုပ်ထားတာမဟုတ်ပါဘူးအဲ့ဒါမှတ်ထားပါပြည်သူလူထုရဲ့တရားဝင်ရွေးကောက်ခံမှုတွေနဲ့တွားတာမဟုတ်ဘူးပြည်သူလူထုရဲ့ထောက်ခံမှုတွေနဲ့တွားတာမဟုတ်ဘူးเนาะတွားတာမဟုတ်ဘူးအဲ့တော့ သူကနိုင်ငံတော်စီမံကောင်စီကိုဖွဲ့တဲ့အခါမှာမဲရှုံတဲ့လူတွေရှိတယ်။နော်မဲရှုံတဲ့လူတွေရှိတယ်။တတ်တက်ခိုင်းတို့ပါတီတီလည်းမဲရှုံတာပဲနော်။အာတော်တော်များများမဲရှုံတဲ့လူတွေအဲ့မဲရှုံတဲ့လူတွေကသူကစီယုံထားတာ။နော်စီယုံထားပြီးတော့မှသူတို့တွေကနိုင်ငံတော်စီမံကောင်စီတွေထဲမှာသူတို့ကဟိုဟိုကလှုပ်ထားတာပေါ့။သူတို့ပြန်ပြီးတော့မှလှုပ်ထားပြီးတော့အဲ့ဒီအနေထားနဲ့သူတို့ကပြန် run တာအောင်မြင်လားဆိုတော့ငါးနှစ်ရက်ဆက်ကိုပြန်ကြည့်မယ်။တက်မတော်သားတွေဒါသေသွားတာသူတို့ရဲ့ ူတို့ရဲ့ view ဟာ formula ကြီးอ่ะမအောင်မြင်ဘူးနိုင်ငံတော်စီမံကောင်စီဆိုတော့ဒီဒီ view ဟာကြီးอ่ะမအောင်မြင်ဘူးဒါเนาะသူတို့ရဲ့အချက်လက်အရင်မအောင်မြင်ဘူးအောင်မြင်လားမအောင်မြင်ဘူးလားဆိုလို့ရှင်တပ်မတော်သားတွေကိုပဲမေးလိုက်တော့เนาะတပ်မတော်သားတွေမေးကြည့်လိုက်တပ်မတော်သားတွေဒီပြည်နယ်မှာလည်းစုပ်ပြတ်တနေတာပဲကြရားပြည်နယ်မှာလည်းစုပ်ပြတ်တနေတာပဲကချင်ပြည်နယ်မှာလည်းစုပ်ပြတ်တနေတာပဲကချင်ကြရားကရင်ချင်းဗမာမော်ဒကန်ချင်းစုပ်ပြတ်တနေတာပဲအကြမ်းမစစ်ကောင်စီမေးအောင်လာရသွားအတ္တကြီးတယ် သူတို့အာနာရှင်เนี่ยအကုန်လုံးကအတ္တကြီးတယ်အတ္တယူတွေပေါ့เนาะဒါကျွန်တော်ပြောပြချင်တာအတ္တယူတွေဒီလိုမျိုးမြန်မာနိုင်ငံမှာနှွေဦးတော်လိုင်းဖြစ်သွားတဲ့အခါမှာမြန်မာနိုင်ငံမှာရှိနေတဲ့ generation Z တွေကပြည်တွင်ရေးပြဿနာတစ်ခုတည်းကိုပဲဒါကျွန်တော်တို့ကကြည့်ပြီးတော့မှသွားနေတဲ့လူတွေမဟုတ်ဘူးအာဆီယံအာဆီယံမှာရှိနေတဲ့ တမရော်တွေကိုလေးလာတယ်အာဆီယံသူများနိုင်ငံအသီးသီးမှာရှိနေတဲ့စစ်တပ်တွေကိုလေးလာတယ်စင်ကာပူမှာရှိနေတဲ့စစ်တပ်တွေကိုလေးလာတယ်ထိုင်းနိုင်ငံမှာရှိနေတဲ့စစ်တပ်တွေကိုလေးလာတယ်အိုးအာဆီယံဒေသအသီးသီးမှာရှိနေတဲ့စစ်တပ်တွေကိုအကောလုံးလေးလာတယ်ဗာလေးလာလေးလာကြည့်လိုက်တဲ့အခါကျတော့နော်ပြည်သူလူထုနဲ့ပြည်ထနာအဖြစ်ဆုံးတော့နော်သူတွေကိုကြည့်တဲ့အခါမှာသူတို့ဒီပြည်ထနာအဖြစ်ဆုံးပဲပြည်ထနာအတက်ဆုံးပဲလုံးဝအတက်ဆုံးပဲသူများနိုင်ငံမှာရှိနေတဲ့တမရော်သားတွေဒီ ထိုင်းနိုင်ငံမှာရှိနေတဲ့တပ်မတော်သားတွေဒီပြည်သူလူထုနဲ့လုံးဝပြဿနာကင်းတာကိုဒါကျွန်တော်တို့တွေ့ရနော်အာဆီယံဒေသမှာရှိနေတဲ့တခြားဒေသမှာရှိနေတဲ့ဒီဟိုဟာတွေကလည်းအကုန်လုံးကလည်းဒီပြည်သူလူထုနဲ့အဆင်ပြေတာကိုတွေ့ရတယ်အကြမ်းမဲ့စစ်ကောင်စီရဲ့လက်ထက်မှာကျတော့တပ်မတော်သားတွေရဲ့ဘဝကဘာပဲအခြေအနေကိုရောက်တယ်လဲဆိုလို့ရှိရင်ကရင်ကရင်ကရင်အမျိုးသားကြီးတွေနဲ့ရံဖြစ်တဲ့ EOS တွေနဲ့ရံဖြစ်တဲ့အကောင်လုံးအားလုံးအားလုံးနဲ့အာတိုက်လေရင်ဘုံနေသွားချတယ်ကျွန်တော်ပြောချင်တာလေ ဟိုကျွန်တော်တို့ဒီဟိုပါပေါ့အာဆီယံဒေတာမှာဆိုလို့ရှင်ခီးသွားလာလို့အရန်ကောင်းတယ်လေလမ်းနေလဲကောင်းတော့ခီးသွားနေတယ်ခီးသွားတဲ့အခါကျတော့တိနေတယ်တလောင်းဒီခီးသွားနေတဲ့နေရနေမြေတွေတလောင်းဒီသွားနေတဲ့နေမြေတွေဘာမှဘုံလဲချစရာမလို့ဘာတိုက်လိနေမှလဲတိုက်စရာလည်းမလို့ဘာမှလည်းမလို့တိုက်လိနေတိုက်တယ်ဆိုတော့အုံနောက်မရှိလို့တိုက်မနော်အုံနောက်မရှိလို့တိုက်တာနော်အုံနောက်မရှိလို့တိုက်တာနောက်ပြတော့မှဟိုပညာမှတက်လို့ပေါ့ပညာမှတက်လို့ဒီတိုက်လိနေသုံးတယ် ပညာမတတ်လို့ဒီခေတ်မှာပညာတတ်တဲ့လူကတိုက်လင်ရင်မသုံးဘူးဗျဒါအမှန်တမ်းပြောပြတိုက်လင်သုံးရမလို့ဘူးเนาะခင်ဗျားတို့အနိုင်ယူခြင်းလားအနိုင်လို့ရတဲ့အပိုင်းတွေအများကြီးရှိတယ်အကြပ်ပတ်စစ်ကောင်စီဘယ်ရောက်လဲကသူ့ရဲ့အတ္တတွေကြီးမှုတွေเนาะသူတို့ရဲ့နိုင်ငံတော်စီမံကောင်စီတစ်ဖွဲ့လုံးပါပဲเนาะအတ္တတွေကြီးဆိုးမှုတွေတောက်လျှောက်ကိုရှိတဲ့အတွက်ကြောင့်တပ်ပရောသားတွေကလည်းမတည်တည်ပင်နဲ့တည်ရတယ်မကြတဲ့ပင်နဲ့ကြရတယ် မဆုံးရှုံးသင့်ပဲနဲ့ဆုံးရှုံးခြင်းလမ်းကြောင်းတစ်ခုအပေါ်ကိုအကောလုံးဟာဆိုလို့ရှိရင်တော့ရောက်သွားရတဲ့အနေဓာတ်တစ်ခုအသွင်ပြင်ကိုဖြစ်သွားကြတာပါခင်ဗျာဒါသည်အမှန်တရားဒါသည်အမှန်တရားပြီးမှောင်ခိုလောကအရန်ကြီးဆိုတယ်နောက်မှောင်ခိုလောကအရန်ကြီးဆိုတယ်မြန်မာနိုင်ငံမှာလူမှောင်ခိုကူးမှုကိုဒီအကြမ်းမ်းစစ်ကောင်စီတွေကိုယ်တိုင်ပဲဦးစီးဦးဆောင်လုပ်နေကြတာပဲဖြစ်တယ်အမှန်တိုင်းပြောရမှာဆိုလို့ဗတ်ပေါင်းဆိုလူမှောင်ခိုကူးမှုကိစ္စ ငွေရေးကြေးကိစ္စပတ်ပေါင်းဆုံးပတ်ပေါင်းဆုံးပတ်ပေါင်းဆုံးဒီကောင်တွေကြီးပဲအကုန်ပတ်မှွေနေတာဒီကောင်တွေကြီးပဲအကုန်လုံးလုံးနေတာလေအဲ့တော့အဲ့ဒီအကြောင်းတရားတွေအားစားပတ်ပေါင်းဆုံးအားလုံးသတိဝိရိယနဲ့ရှိစေဖို့အတွက်ဒါကျွန်တော်တို့ပြောပြချင်ပါတယ်နော်အဲ့တော့မြန်မာနိုင်ငံကအခုအကြမ်းဖက်စစ်ကောင်စီအခုလုံးမဲ့ရွေးကောက်ပွဲရွေးကောက်ပွဲတည်အတိတ်ပဲလောကမရှိပါနော်အတိတ်ပဲမရှိလို့ဒါကျွန်တော်အနေနဲ့တော့မြင်တယ်အကြမ်းဖက်စစ်ကောင်စီကိုကပ်ဖားရပ်ဖားလုံနေကြတဲ့သူတွေအားလုံးတွေတည်လေခင်ဗျားတို့ အတိတ်ပဲမရှိတဲ့အရာတွေကိုဆက်လုပ်သိရရတော့နံပါတ်1ခမရတို့တက်မတော်သားတွေရဲ့အနာဂတ်ပုံပြီးပျက်စီးလာမယ်နော်ခမရတို့တက်မတော်သားတွေရဲ့ဘဝတွေထဲမှာအကျင့်ပြတ်ခြားစားမှုဟာပို့ပြီးတော့မှဆိုးဝါးလာမယ်နော်ပြီးလို့ရှိရင်နိုင်ငံပေါ်မှာချစ်တဲ့စိတ်တွေတိုင်းသားတွေပေါ်မှာချစ်မြတ်နိုးတဲ့စိတ်တွေနော်ယော့နေသွားမယ်ပြီးတော့ဘာဖြစ်လို့ယော့နေသွားမယ်လဲဆိုလို့ရှိရင်ခမရတို့အကြမ်းမဲ့စိတ်ကောင်းစရာတရုတ်နဲ့ရုရှားကိုအင်မတန်ထူးကြွေးတာ တရုတ်နဲ့ရုရှားကိုထိုးကြည့်တယ်။ကျွန်တော်တို့အကြမ်းဆက်ကောင်းစီမှာကိုပိုင်ညံမရှိဘူးကိုပိုင်အတွေးကောင်မရှိဘူးကိုပိုင်စဉ်းစားမှုမရှိဘူး။နော်။ဟိုပြောလိုက်ရင်ဒါအလောင်းစီသူပြောလိုက်အောင်စေးရပြောလိုက်ပောက်ကြက်ချစ်စဲအကုန်လျှောက်ပြောတာ။တကယ်တကယ်ခင်ဗျားတို့မှာတကယ်တကယ်ခင်ဗျားတို့မှာအဆင်မပြေဘူးဆိုတော့ဒါကျွန်တော်တို့ပြောပြချင်ပါတယ်။နော်။အဲ့တော့အခုခင်ဗျားတို့ရွေးကောက်ပွဲလုံးမဲ့အရာဒီအတုအယောင်ပဲ။နော်အတုအယောင်ပဲ။ကြည်စံနေဘုံနေ ဈားထဲမှာဘသူကဘသူကမဲထဲမှာလဲဟမ်ဘသူကမဲထဲမှာလဲနော်မဲလာထဲပါလိမ့်မယ်နော်ခင်ဗျားတို့အကြမ်းမဲ့စစ်ကောင်စီမရောက်လိုင်းတို့နော်နိုင်ငံတော်စီမံကောင်စီလုပ်တဲ့ပွဲတွေမှာမဲမဲထဲမဲ့သူရနော် KDB လောက်ပွဲခင်ဗျားတို့မဲထဲပါလိမ့်မယ်နော် KDB တွေနော်ခင်ဗျားတို့တွေချပေးထားတဲ့အဲဒီ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 အဖွဲတွေလောက်ပဲခင်ဗျားတို့ကိုမဲထဲကြပါလိမ့်မယ်လို့ဒါကျွန်တော်ပြောပြချင်ပါတယ်လူငယ်တွေအားလုံးကဘတ်ပေါင်းဆုံးကြည့်တယ်เนาะဘတ်ပေါင်းဆုံးကြည့်ပြီးတော့မှ ဟိုတုံးတက်တယ်ခင်ဗျားတို့ဒီ view ောက်ပွဲကတော့အဆုတ်ပြတ်တက်အဆုတ်ပြတ်ဆုံးသောအရာပဲအဆုတ်ပြတ်ဆုံးသောအရာနော်တကယ်ကိုတမိုင်းမှာအဆုတ်ပြတ်ဆုံးသော view ောက်ပွဲဖြစ်လိုက်မယ်နော်မြမတမိုင်းမှာအဆုတ်ပြတ်ဆုံးသောအညံ့ဆုံးသောအရေးချင်းမရှိသောနော် view ောက်ပွဲတစ်ခုဖြစ်လိမ့်မယ်လို့ဒါကျွန်တော်ကြိုးပြောပြီးသွားပြီနော်ကြိုးပြောပြီးသွားပြီခင်ဗျားတို့ အဲ့ဒီပေါင်900ကြီးနဲ့ရှောက်ပြီးတော့မှချိန်ချပြီးတော့အဲ့ပေါင်900ကြီးနဲ့ချိန်ချပြီးတော့မှကရင်ပြည်နယ်မှာခင်ဗျားတို့မဲမဲသွားပြီးတော့မှလုပ်လို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ကရင်ပြည်ရဲ့အနာဂတ်ကိုကရင်အမျိုးသားကြီးတွေသူတို့နဲ့တတ်ဆိုင်နေ၊ကရားပြည်ရဲ့နဲ့ပတ်သက်တဲ့အရာ၊ကရားမျိုးသားကြီးနဲ့ပတ်ဆိုင်နေ၊ကချင်ကရားကရင်ချင်းဗမာမော်ဒကန်ရှန့်အညာမြေအတူတူပဲသူတို့ရဲ့အနာဂတ်ဒီမှာကိုယ်ပိုင်ရွေးချယ်မှုတွေလွတ်လပ်မှုတွေရှိပါလေဆိုတဲ့အကြောင်းပြောပြချင်ပါတယ်။အတင်းရဲ့အတ္တမှာဘယ်အရာကိုမှမဆိုလောက်ချံယူလို့မရပါဘူးဆိုတာကိုပြောပြချင်ပါတယ်။ နော်ပြောပြချင်ပါတယ်။နောက်ခင်ဗျားတို့လုံနေတဲ့အရာတွေအကျံဖတ်နေတဲ့အရာတွေကဟိုဘာအကျိုးမြတ်ရလာမှမရှိဘူး။ရှေ့လျှောက်ခင်ဗျားတို့တတ်မတော်သားတွေပဲစုပ်ပြတ်တတ်တဲ့ဘဝတွေကိုဒါဥတီအောင်မှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်။နော်အဲ့တော့ဒီနေ့ဆိုလို့ရှိရင်လည်းဒါတောင်ကူမှာငှက်ပြင်းအနံ့အဲ sorry ငှက်တိုက်အနံ့လည်းရတယ်လို့လည်းကြားတယ်။နော်တိုင်းနဲ့ပြည်နယ်၁၄ခုမှာလည်းဒါကျွန်တော်တို့ဒီမြေပြင်ထိုးစစ်တရားဆိုလို့ရှိရင်လည်းပြည်သူ့ဘက်တော်သားတွေကပို့ပြီးတော့မှ အရှိန်ဟုန်မြင့်လာတဲ့အတွက်ကြောင့်ဝမ်းသာတယ်။ရှေ့လျှောက်ကလည်းပို့ပြီးတော့မှလာကြပါလိမ့်မယ်လို့ပြောရင်းနဲ့အတူဒီညကိုဒီလောက်ပဲရှင်းသားပါမယ်။ဂျေစုတင်ပါတယ်။အဲ့တော့ပြည်သူသားမိပြည်သူသားအဖပါပဲเนาะ။